จองဇက်လံအပိုင်းခုနှစ်နောက်တော့မျိုးရဲကလူရှုပ်တယ်နင်းနေနာရီပိုင်းနေရအောင်ဆိုပြီးမြင်းဒီကုန်းဘက်ကို ပြောင်းခဲ့ကြတယ်မြင်းဒီကုန်းမှာအိမ်ဝယ်ဖို့ကြည်တော့ငါဘေးဘဝင်ကျင်ကမျိုးရဲလိုမရှုပ်ထွေးပဲနိုင်ပိုင်းရှိလို့အဆင်ပြေသလိုရှိခဲ့တယ်ဝယ်ပြီးစပြောင်းနေတော့မှပဲစက်သိပ်ပေါ်တာသိရတယ် ဝိလျှော်ဆက်တဲ့အဝိထက်မလို့လို့ရင်ဝိလျှော်ဆက်တဲ့မှာကြွတ်တွေ့ဆံဘုံထဲမှာကြွတ်တွေ့လို့ဆံဘုံလိုက်ပြလဲရတာကတမျိုးအဝိလန်းရင်ကျိုးတန်းမော်ကကြွတ်ပြုတ်ကြလို့អော်ရတာကတဖုံညင်းနေမှောင်စားပြိုးရင်လည်းအိမ်နောက်ဖက်လန်းကြကကြွတ်អော်တဲ့နေစူညံမိကြရတယ်မဖြစ်ရှေတော့ចောင်းမွေးမှကို ဖြစ်တော့မည် အိမ်ကဆရာပြောပြီလေကျောင်းမွေးတော်မြေကျမ်းမှာကျောင်းကဘယ်ကရှာရမည်မသိကိုရင်နဲ့တလန်းကြာမှာကိုဘက်ကအမျိုးတော်တဲ့အမတို့ရှိရဲ့အမအငယ်မလူကကြောင်တာချစ်ပြီးသူတို့အိမ်မှာကြောင်မပြတ်မွေးသူတယောက်ဖြစ်တယ်အဲ့ဒါနဲ့အဲ့မှာကိုရုအိမ်ဘက်လာလေတော့မမအိမ်မှာကြောင်ဘယ်နှကောင်ရှိလဲလို့မေးပြတယ်အမက အခုကြောင်က6កောင်လောက်ပဲရှိတော့တယ်ဟုပြောတယ်။ညီမလေးရေကြောင်တွေကတိုက်ပေါ်ကပြုတ်ပြုတ်ကြပြီးပျောက်ပျောက်သွားလို့ခဏခဏငိုရတယ်တဲ့။ဟုတ်မမညီမတို့အိမ်မှာကြက်တွေအရန်ပေါ်နေလို့ကြောင်တကောင်လောက်တောင်းမလားလို့အမလီညီမလေးရေ ကိုညီမလေးကိုတော့ပေးကြင်ပါတယ်။ဒါပေမဲ့မမကအကြောင်းတွေဆိုတိုးလာတာဘာမှမဖြစ်ဘူးရော့သွားရင် စိတ်မကောင်းဖြစ်နေရောညီမလေးလိုချင်ရင်လမ်းတွေမှာလိုက်ရှာကြည့် ကြောင်တွေတိုက်ပေါ်ကပြုတ်ကြပြီးအိမ်မပြန်တဲ့ဖြစ်နေတာတွေအများကြီးပဲမမတော်အိမ်ကကြောင်နေနဲ့မတဲ့လို့ကြောင်သိန်းဆိုရင်ရန်ဖြစ်တဲ့ကြလို့ဒါခေါ်မမွေးပြတော်တာအများကြီးအများကြီးညီမလေးရေရှာကြည့်ရှာကြည့်တွေ့လိမ့်မယ်တဲ့အေးကဲကိုရီလည်းဘာပြောရမှန်းမသိတော့ဘူးအဲ့ဒါနဲ့အမအကြံပေးတယ်လို့အိမ်ပြောက်ကြောင်ကိုပဲလမ်းတွင်မှာကျုံတယ်လို့ရှာကြည့်နေမိရဲ့ ကြောင်ရှားနေစေကာလမှာပဲနင်းညီတဲ့တိုက်ခန်းရှိမှာထမင်းဆဆနေတဲ့မိခိုးညိုရောင်ကြောင်ထီအိုကြီးတကောင်ကိုတွေ့တယ်။အဲ့ဒီမင်းညီတဲ့တိုက်ခန်းကအဖိုးကသူတို့ကြောင်မဟုတ်ဘဲနေတိုင်းထမင်းကျွင်းနေတာ။အဲ့ဒီအဖိုးအိမ်မှာလည်းကြောင်တွေရှိတယ်။သူမွေးထားတဲ့ကြောင်ထီတွေကကြီးလာတော့တကောင်နဲ့တကောင်ကိုက်ကိုက်ပြီးမတဲကြလို့ အလဲကြလောင်အိမ်ထဲကိုတွင်းလိုက်ထုတ်လိုက်လုပ်ပြီးလောင်အိမ်နဲ့ကြောင်တွေကိုငွေးထားရတယ်တဲ့။ကြောင်တိဟိုကြီးကိုလည်းအိမ်ထဲထိလက်ခံပြီးမမွေးနိုင်တော့ဘူးတဲ့။တနာလို့ထမင်းကျွေးကျွေးနေရတယ်လို့ပြောပြရဲ။အဲ့ကြောင်တိဟိုကြီးကလည်းဇလန်းနဲ့ကြောင်တိဟိုကြီးရဲ့သခင်ကပတ်ဆံရှိတယ်တဲ့။ကိုပိုင်ကအကောင်စားရင်းနဲ့လာလာပြီးဒီနာကမုံဟင်းကားဆိုင်မှာမုံလာစားတာ။ တောင်တိယကားပေါ်ကဆင်းမိပြီးကြံနေတာတဲ့သူတဲ့ခင်ကနောက်တစ်ခေါက်တောင်ထက်လာရှာသေးတယ်တဲ့ဒါပေမဲ့ရှာလို့မတွေ့တော့ဒီလိုပဲလက်လျှော့ထားခဲ့လိုက်ရတာပေါ့နောက်မှတောင်တိယအဘိုးတို့ကိုတို့နေတဲ့တိုက်ခန်းဘက်ရောက်လာပြီးတိုက်ခန်းတဲ့လျှောက်လှေကလေးတွေမှာလှဲ့ပတ်နေနေတာပေါ့အဲ့ကြောင့်ကြီးကတတိယငါကြောင့်မှန်တိတာတဲ့ခက်တီတွေနဲ့ ်ဆရာကြီးစတိုင်မျိုးဘယ်သူမှတိတ်ကိမဆိုင်ဘူးကြောက်လည်းမကြောက်ဘူးလူတွေကသူ့နာကပ်ပြီးဖြတ်သွားလဲသူကအဖက်လောက်တာမဟုတ်ဘူးသူ့အိမ်ခေါ်မွေးထားဖို့ကလည်းသူကတော်တော်အိုနေပြီနောက်သူ့ရုပ်ကချစ်ဖို့ကောင်းတာထက်လေးစားဖို့ပဲကောင်းနေတာအဲ့ဒါနဲ့အိမ်မှာတော့ခေါ်မမွေးဖြစ်ဘူးတွေ့ရင်မုတ်ကြွေးဖြစ်တယ် ဆရာကတော့တနာလို့ခြိလိုက်ကင်လိုက်လုပ်တယ်။ကိုကတော့မလုပ်ဘူး။နောက်ယင်းသီးလာလို့ထင်တယ်။ညတညမှာအဲ့ဒီကြောင်ဝကြီးကပိတ်ထားတဲ့ကိုရုအခန်းတကားဝရှိမှလာអော်တယ်။ဖွင့်ပေးလိုက်တော့အထဲတော်ဝင်မလာဘူး။တကားဝကပဲရက်អော်နေတယ်။အဲ့ဒါနဲ့ရှိတာတွေနဲ့နေဖက်ပြီးထမင်းကျွေးလိုက်တယ်။ထမင်းစားပြီးတော့ပြန်ဆင်းသွားတယ်။ နောက်တည့်နေ့ရက်ကြတော့လာအောင်ပြန်နေကိုရီလဲတကားဖွင့်ပြီးအစာကျွေးတော့အစာလဲနည်းနည်းပဲစားတယ်ပြီးတော့မပြန်မဲဘာတွေလဲမသိဆက်ပြီးတညောင်ညောင်နဲ့ပြောနေတယ်အဲ့ဒါနဲ့အိမ်မာများနေချင်းလို့လာပေါ့ဆရာကသူနေလဲမွေးထားကြတာပေါ့တဲ့ကိုက तू ကတော်တော်အသက်ကြီးနေပြီတေးသွားရင်ငိုရအောင်မဲနောက် तू ကနေမဲ့ပုံလဲမပေါ်ပါဘူး နောက်ပြီးတော့ကြောင်နေမွေးခဲ့တာဒီလိုမိခိုးညိုရောင်လေးကြီးပဲဒီတခါမွေးရင်တော့အဝါရောင်မွေးကြမယ်တခြားရောင်ပါလဲအဝါရောင်များတာမျိုးပဲမွေးကျင်တယ်လို့ကိုကဆရာကိုပြောတယ်အဲ့ကြောင်ဒီဟိုကြီးကမပြန်မဲကိုရီကိုထိုင်ကြည့်နေတယ်ပြီးတော့ကိုကဆရာကိုပြောပြီးတဆက်ထဲကြောင်ထီဟိုကြီးကိုနင်းကအိုနေပြီအရောင်ကလည်းအညိုရောင် ဒီတခါငါတို့အိမ်မှာကြောင်မွေးရင်အဝါရောင်ပါတာပဲမွေးမလို့နင်းကအဝါရောင်မှမပါတာလို့ပြောလိုက်တယ်။ကြောင်ကလူစကားမှနားမလဲတာ။ဒါပေမဲ့ကြောင်ထီအိုကြီးကသူ့ရဲ့အသက်ကြီးလို့နည်းနည်းမှိုင်းဝေစားပြုနေတဲ့မျက်လုံးငယ်နဲ့ကိုယ်ကိုနားလေတဲ့အောင်စိုက်ကြည့်နားထောင်နေတယ်။ပြီးတော့ချက်ချင်းပဲတခုကိုသတိရမိတယ်လို့နဲ့အောက်ထပ်ကိုတုတ်တုတ်ပြန်ဆင်းသွားတော့တယ်။ နောက်ရဲ့ညဘဲ9နာရီလောက်မှာတကားအပြင်ဘက်ကကြောင်ထီကိုကြီးအော်တန်ကြားတယ်။အေးကြောင်ထီကလာတာရက်ဆက်ဖြစ်လာပြီပဲ။တကားဖွင့်ကြည့်လိုက်ပါဦးလို့ဆရာကိုကိုကလှမ်းပြောပြတယ်။ဆရာကတကားဖွင့်လိုက်ပြီးဟဲ့ဒီနေ့အဖော်နဲ့တဲ့ကိုထကြည့်လိုက်တော့သူ့နောက်မှာနောက်ကြောင်တကောင်လူဆိုဆက်ချောက်စခွန်အရွယ်မျိုးပေါ့။ အဝါနဲ့အဖြူကြဆရာကအဲ့ကြောင့်ဝါနဲ့ပဲသူတို့နှစ်ကမကြခဏတွေတွေတွေ့နေတာတဲ့ကြောင်ထူကြီးကဘာတွေလဲမသိတညောင်ညောင်နဲ့စကားလိုလိုတွေပြောတယ်ရှာကြွေးထားတဲ့ကြောင်စာတွေကိုနင်းနေပပစားတယ်သူနဲ့ပါလာတဲ့ကြောင်ထီအဝါလေးကခြေထောက်တစ်ဖက်ထောကျူးထောကျူးဖြစ်နေတယ်။တိုက်ပေါ်ကပြုတ်ကျထားတဲ့ကြောင်လားမသိဘူး။ ပြီးတော့အဲ့ဒီကြောင်ထီကိုကြီးရအဲ့ကြောင်ထီကိုထားခဲ့ပြီးအောက်ဖက်ဆင်းသွားတော့တယ်အဲ့ကြောင်ထီအဝါကောင်လေးရလည်းပြန်မလိုက်ဘူးတကားဝမှာပဲရဲ့ရဲ့ကြံနေတယ်အိုးကိုရီမာအံ့ဩလိုက်ရတာဆိုတာလေအဝါရောင်မဲလိုချင်တယ်ဆိုလို့ကြောင်ဝါကိုလာပို့ပေးတာများလားလို့စဉ်းစားမိပြီးကြောင်ထီကိုယူစိတ်မကောင်းဖြစ်တနာရတယ် အင်္ဂဆရာကိုတွေးမိတာပြောပြမိသွားတော့အင်္ဂဆရာကလည်းစိတ်မကောင်းဘူးသူကြောင်ထီကိုကြည်လင်နေနေပါစေမိမရဲ့တဲ့ကြောင်ချစ်တဲ့သူတွေကအဲ့လိုပဲကြောင်ကိုလူအမှတ်နဲ့ဇလန်းစင်ပြီးစဉ်းစားမိနေတတ်ကြတယ်ခုဖြစ်ပျက်ကလည်းတော်တော်ဆန်းဆန်းကြဲကြဲတိုက်ဆိုင်နေတော့ကိုရီမှာအံ့ဩထူးဆန်းနေရပါတယ် အဲ့ဒါနဲ့ညစ်ပတ်ပီးပိန်လီနေတဲ့ကြောင်တီလေးကို ရေချိုးပေးထမင်းကြွေမွေးစားလိုက်ကြတယ်လမ်းလျှောက်ရင်တော့နောက်ချရာလေးတစ်ဖက်ကဆာဆာနေရဲ့ထွန်းနေထွန်းနေလေးဖြစ်ချင်တယ်နောက်ဆုံးတော့ကြောင်ရှာပေးတဲ့ကြောင်ကိုမွေးစားဖြစ်တယ်ပေါ့နောက်ရက်တွေလဲကြောင်တီကိုကြည်ရအင်းငိုလာတယ်သူပေးထားတဲ့ကြောင်ရှိနေတော့သူကခက်တီစီစတိုင်ထုတ်ရင်းအိမ်ထဲထိဝင်လာတယ် ကြောင်ဝါလေးကိုကျွေးထားတဲ့ပကံလေးရထမင်းလေးကိုစားတယ်။အိမ်ထဲမှာလှက်ပတ်သွားလာကြည့်ရင်ထုံးစံအတိုင်းကြောင်စကားတွေတင်ညောင်ညောင်ပြောတယ်။ကြောင်ဝါကောင်လေးကကြောင်ထီးကိုကြည့်ကိုကြောက်ပုံရတယ်။ကုတ်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 နဲ့သာလမ်းလျှောက်ပြီးငြိမ်ပြီးတော့ကြည့်နေတယ်။မထင်မှတ်ပဲကြောင်ထီးကိုကြည့်ကကြောင်ဝါကောင်ရဲ့လက်ကုတ်ကိုကိုက်ပြီးတော့အဘောတက်ဖြစ်တယ်။ဟဲ့ကိုရီလေအံ့ဩမြင့်သက်သွားရတယ်။ အောက်ကကြောင်ဝါကောင်လေးရခြေထောက်နာတာလားခါနာတာလားမသိဘူး။နာကျင်အဖြစ်အော်ဟစ်တယ်။ဒီလိုတော့ထားလို့မဖြစ်တော့အဲ့ဒါနဲ့ကြောင်ထီကိုကြီးကိုမောင်းထုတ်လိုက်ရတော့တယ်။နောက်တစ်နေ့ကြာမှကြောင်ထီကိုကြီးထက်ရောက်လာပြန်တယ်။နေကင်းဘက်ကြီးဆိုတော့ဖွင့်ထားတဲ့အရှိတကားကနေပြီးအိမ်နောက်ဖက်ကိုတန်းဝင်လာတယ်။အိမ်နောက်ဖက်မှာရှိနေတဲ့ကြောင်ဝါကောင်လေးရဲ့လေကုတ်ကိုကြိုက်ကကြောင်တိနဲ့ကြောင်မလို့မိလက်ဟန်ပြူတယ်။ ကျောင်းဝါလေးရရုံးကန်အော်ဟစ်နေရတယ်။ကိုရီလဲကျောင်းထီအိုကြီးကိုအော်ဟစ်မောင်းထုတ်ပြရတော့တယ်။ကျောင်းထီအိုကြီးကအသက်ကြီးလို့ကျောင်းထီနဲ့ကျောင်းမခွဲခြားမတည်တော့တာလား။ဒါမှမဟုတ်အလျှောက်ကျောင်းကစဉ်းစားမရတော့ဖြစ်ရတယ်။နောက်ကြတော့ကျောင်းထီအိုကြီးကတကားရှိလာပြီးအော်လဲဖွင့်မပေးပြတော့ဘူး။နေကိမက်တွေသူ့လှေကလေးမှာအိမ်နေရင်တော့အစာတွေပါချပေးထားဖြစ်တယ်။ ောက်ထက်တိုက်ခန်းကအဘိုးကလည်းနေတိုင်းအစာကျွေးနေတော့တိတ်ဆိတ်ဘူးစရာမလိုလှဘူးပေါ့။ကြောင်ထီးကိုကြီးကတခါတည်းရန်တပတ်လောက်ပြောင်းနေတဲ့တည်းတခြားတိုက်ခန်းတွေကလှေကတိတွေမှာလည်းတောတောနေတဲ့တည်းဟုအဖိုးကပြောတယ်။ကြောင်ဝါကောင်လေးကတော့ကိုရီအိမ်မှာအိတ်လက်စားလိုက်နေကြီးလာတယ်။အရင်လိုမပိန်လှီတော့ပဲဝဝဖြူဖြူတန်တန်ပြန်ပြန်လေးဖြစ်နေပြီ။ ကိုအမမလူကိုကြောင်ဝါကောင်လေးရဲ့ရာဇဝင်ကို ပြန်ပြောမိရဲ့ကြောင်ချစ်သူမလူကအားရတဲ့ရဲ့ကြောင်ဝါကောင်ကိုလာတွေ့တယ်မမပြောတာပဲပြုတ်ကြတဲ့ကြောင်ကြီးရှိပါတယ်လို့ဒီကြောင်ဝါကောင်လေးကမမတို့အိမ်ကပြုတ်ကြသွားတယ်ကြောင်ဝါလေးနဲ့တောင်တူတယ်မမကြောင်လာတောင်မသိဘူးတဲ့အဲကိုမဘာပြန်ပြောရမှန်းတော့မသိဖြစ်ရတယ် ဒါပေမဲ့လည်းညီမလေးမွေးထားတာဆိုတော့နေပါစီလေတဲ့ကိုမရေပဲရေပြနေမိတော့တယ်ကိုကကြောင်ချစ်တဲ့သူအချင်းချင်းကိုချင်းစာနားလည်မိပါတယ်ကြောင်ချစ်တဲ့သူတွေကအဲ့လိုပဲကြောင်တကောင်ပျောက်ထားမိရင်ခုလိုပဲတိုက်ဆိုင်မှုရှိလာတိုင်းငါကြောင်လေးများလားငါကြောင်လေးများလားနဲ့တွေးမိနေတဲ့ကြသည်မဟုတ်ပါလား